ဈေးသုတ်သမားတယောက်ရှိရဲ့လေကိုဈေးသုတ်ပြီးဖို့လေပိုင်ရှင်ကသူ့ကိုအလိုအပ်တယ်။သူဟာစုတ်တမ်းတဲ့ဈေးဝူယူပြီးလေပိုင်ရှင်လိုချင်တဲ့အတိုင်းအနီရောက်တောက်တောက်လေးသုတ်ပေးလိုက်တယ်။ဈေးသုတ်နေတဲ့လေဝမ်းပိုက်မှာပေါင်လေးတစ်ပေါက်ပေါင်နေတာကိုသိထားမိတာနဲ့အပေါက်ကလေးကိုပါဖားပေးလိုက်တယ်။လေတသီးလုံးဆေးတုပ်ပြီးသွားတော့လက်ခောင်းဝင်ယူပြီးသူပြန်လာခဲ့တယ်။နောက်နေ့ရောက်တဲ့အခါလေပိုင်ရှင်အားသူ့တီလာပြီးချက်လက်မှတ်တစ်ဆောင်ပေးတယ်။ချက်လက်မှတ်ထဲမှာရေးထားတဲ့ငွေပမာဏကတော်တော်များပါတယ်။ ဒီတော့စေတုတ်သမားနဲ့အန်အားတင်နေတာပေါ့ကျွန်တော်ကမနေ့ကစေတုတ်ခပေးပြီးသွားပါ යි ခင်ဗျာလို့ပြောတဲ့အခါဒါစေတုတ်ခပေးတာမဟုတ်ပါဘူးလေပေါက်ကိုဖာပေးလို့ပေးတာပါလို့လေပိုင်ရှင်ကပြန်ပြောပါတယ်။ဩရပါတယ်ဆရာကျွန်တော်လုတ်ပေးတာဒီဖွဲလေးပါဒလောင်အများကြီးပေးတယ်ရမလို့ပါဘူးဆိုတော့မှလေပိုင်ရှင်ကဖြစ်ချောင်းကုန်တွေကိုရှင်းပြတယ်။ဖြစ်ပြခဲ့တာတွေကိုမိတ်ဆွေကြီးကမတည်သေးဘူးဆိုတော့ကျွန်တော်ရှင်းပြပါမယ်။လေကိုစေတုတ်ခိုင်းတော့ကလေဝါးပိုင်မှာပေါက်ရှိနေတာကိုမပြောလိုက်မိဘူး။ ဈေးချောက်သွားတာနဲ့ကျွန်တော်ကလေးတွေကလေကိုယူပြီးငားများထွက်ကြတယ်လေ။သူတို့ကလည်းလေဝမ်းပိုက်မှာပေါင်းရှိနေမှမသိကြဘူး။အဲ့ဒီအချိန်ကျွန်တော်ကလည်းအိမ်မှာရှိမနေဘူးလေ။ကျွန်တော်အိမ်ပြန်ရောက်သွားတဲ့အခါကလေးတွေလေယူသွားမှန်းသိလိုက်တာနဲ့ထိတ်ခနဲဖြစ်သွားတော့တာပဲဗျာ။လေဝမ်းပိုက်ပေါင်နေတာကိုကျွန်တော်သတိရသွားတယ်လေ။သူတို့တွေငားများထွက်ရာကနေဘေးမတီရမခါပဲပြန်လာတာကိုမြင်လိုက်ရတဲ့အခါကျွန်တော်ဘလောက်တောင်ပြောသွားလဲဆိုတာမိတ်ဆွေကြီးတွေးကြည့်လိုက်ပေါ့ဗျာ။ လေကိုပြေးကြည့်လိုက်တော့မှမိတ်ဆွေကြီးကအပေါက်ဖားပေးထားမှသိတာအခုတော့မိတ်ဆွေကြီးလည်းဖြစ်ချောင်းကုန်တဲ့သိရပြီထင်ပါတယ်ကျွန်တော်ကလေးတွေရဲ့အတက်ကိုမိတ်ဆွေကြီးကကဲပေးလိုက်တာပဲခမားပြောတဲ့စီရင်နာတေးခွဲလေးအတွက်ကျွန်တော်ပေးတဲ့ငွေပမာဏအများကြီးနည်းပါသေးတယ်အဲ့ဒီစီရင်နာကိုထိုက်ထိုက်တန်တန်ပြန်ပေးစမယ်ဆိုရင်ကျွန်တော်ရဲ့ပိုင်ဆိုင်မှုတွေနဲ့တော့မလုံလောက်ပါဘူးခမားလို့ပြောလိုက်ပါတော့တယ်ဒီဇလန်လေးကနေရရှိနိုင်တဲ့သင်္ကန်းသားကတော့ဘဲသူ့ကိုမဆိုးဖြစ်စေဘဲချိန်မှာပဲဖြစ်စေ ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်စေကိုတက်နိုင်တဲ့ဘက်ကကူညီပေးပါကိုတွေးရဲ့အပြည့်နာစာချုပ်ရင်းချက်တွေကိုစေရင်နာပါပါနဲ့ပြုပြင်ဖာထေးပေးလိုက်တာ တခြားသူတယောက်အတွက်ဘဝတသက်စာမေးမရနိုင်တဲ့ကူညီမှုဖြစ်သွားနိုင်ပါတယ်လူတယောက်ကိုကိုတက်ဆွမ်းသလောက်အကောင်းဆုံးကူညီပေးလိုက်ခြင်းဟာအဲ့ဒီလူရဲ့ဘဝကိုကြီးမားတဲ့အပြောင်းအလဲဖြစ်သွားစေနိုင်ပါတယ်တစ်ချိန်မှာကိုယ့်ရဲ့စေရင်နာလည်းအာအသင့်ဖွယ်ရောင်ပြန်ဟပ်ပါလိမ့်မယ် ရန်ကုန်မှာမန်းလေးသို့သွားသောယထာဘုံတွင်ဖြစ်သည်ယထာဘုံမှာပါလာတဲ့ခီးတဲ့တူရဲ့လက်ထဲမှာဟောင်းလွှမ်းနေတဲ့နှစ်ရာတန်းအစိုးလေးတရွံသူကလာသည်များသေးတဲ့တွေကိုအဲ့ဒီပတ်စံလေးနဲ့လိုက်ဝဲနေတယ်ဒါဝိမဲ့သေးတဲ့တော်တော်များများအဲ့ဒီပတ်စံလေးကိုပြန်လဲပေးပါဦးဆိုပြီးလဲခိုင်းကြတယ်ဒီတော့သူကစဉ်းစားတယ်อืมဒီအတိုင်းဝဲနေလို့ကတော့အဆင်ပြေပါမဟုတ်ဘူးငါနောက်ဘူတာကိုရောက်တဲ့အခါယထာထွက်ခန်းဒီမှာပဲဝဲမယ်ဒီလိုဆိုရင် သူတို့ပြန်လဲခိုင်းလို့ရတော့မှာမဟုတ်ဘူး ူကြံတဲ့သူကတော့ဟုတ်လို့ပေါ့နောက်လာမယ့်ဘုရားမှာတော့ဈေးတဲ့တယောက်သူကတော့ရောင်းလို့မကုန်တဲ့ထမင်းသိုးတွေကိုယထာထွက်ခံဒီမှာအပြေးလွှားလိုက်ရောင်းနေတာဒီလိုနဲ့ယထာဘုရားကိုရောက်လာတယ်ယထာပြန်ထွက်ခံဒီအော်အော်ဆွဲတဲ့အခါယထာဘိန်းနေရာလဲတလိန်ချင်းလိမ့်သာပြူလာတယ်ဒီအခါမှာဈေးတဲ့ကဒီလိုဟောတယ်ထမင်းတွေရမယ်နော်ထမင်းပူပူလေးတွေရမယ်တထုံမှာနေရာတဲ့ယူကြအောင်မလားဗျနေရာတန်ဆုပ်ကိုဂိုင်းထားတဲ့ခီးတွေကလည်း လာပါဦးမြို့ထမင်းတထိုးတော့ပေးပါ ဟုတ်ကဲ့ရောပါခင်ဗျပတ်စံတော့ချပေးလိုက်လေဒီခါမှာကြီးတယ်လေပတ်စံနေရာနဲ့အစိုးလေးကိုချပေးလိုက်တယ်ပတ်စံနေရာနဲ့အစိုးလေးသူ့ဒီယာထွက်သွားပြီထမင်းတော့လည်းရလာပြီဆိုတော့သူ့ကိုယ်သူတော့ဟုတ်လာပြီထဲနေတာပေါ့ဖေးတယ်ရလဲထမင်းတို့တထုတ်ကိုပတ်စံနေရာနဲ့ရောင်းလိုက်နိုင်နေဆိုပြီးဝမ်းသာနေတယ်ရထားပေါ်ကပြစ်ချလိုက်လို့လေထဲဝဲနေတဲ့ပတ်စံလေးကိုအမိရဖမ်းပြီးကြီးလိုက်တဲ့အခါမှာတော့ဈေးတွေဟာဟင်ကနေဖြစ်သွားပါတယ် ခကြီးတွေကလည်းဈေးတွေကိုပြန်ကြည့်လိုက်တယ်။တနာပါတယ်ဆိုတဲ့သဘောပေါ့။ပြီးရခါထမင်းစားမယ်ဆိုပြီးထမင်းတို့ကို ဖွင့်လိုက်တဲ့အခါမှာဟာကနေဖြစ်သွားပါတော့တယ်။ဒီဟင်တဲ့ဟာကိုနှစ်ထုတ်လိုက်ရင်အစုပ်ပေးရင် အပုပ်ရတယ်။အပုပ်ပေးရင်အစုပ်ရတယ်ဆိုတဲ့သဘောပါပဲ။စိတ်ထားတွေမကောင်းသေးရတော့အကျိုးပေးတွေလည်းညံ့နေဦးမှာပါ။လူဝချင်းချင်းလဲပတ်ချင်းကင်းရှင်းကြပါသည်။